Daily Ali Challenge လို့ခေါ်တဲ့ဒီ challenge ကဘောလုံးလောကရဲ့နာမည်ကျော်ရတာမကဘောလုံးပြင်မှာကသူတွေပါ live လုပ်ခဲ့ကြတဲ့ challenge တွေပါဒီလိုကြော်ကြတဲ့အလီတယောက်ဘာဖြစ်ခဲ့တာလဲအလီဖန်တီးထားတဲ့ဒီအောင်ပွဲခံပုံစံလေးလိုပဲအလီရဲ့မှေးမိန်သွားမှုကထူးဆန်ပါတယ်လူငယ်ကစားသမားတွေထဲမှာတချို့ကအောင်မြင်တယ်တချို့ကမျောလင်ထားသလောက်ဖြစ်မလာဘူး Top Dan Hans Spa နဲ့2016-2019ရာသီနဲ့2017-2018ရာသီတွေကအလီရဲ့မှောင်မိုက်တဲ့နေရက်တွေအတိဖြစ်ခဲ့တာပါ။တစ်ချိန်ကလင်းလက်ခဲ့တဲ့ Golden Point လေးကအမောင်တုတွေကို စင်သက်ခဲ့ရတာပါ။အလီဘာတွေမှားခဲ့တယ်။အလီကိုအင်္ဂလန်နိုင်ငံရဲ့တောင်ပိုင်း Mitan Kinas မှာမွေးဖွားခဲ့ပြီးတော့အလီစနစ်သားအရွယ်တွေကသူတို့မြို့လေးရဲ့ဒေတာရင်းကလပ်လေးမှာစတင်ကစားခဲ့တာပါ။ အလီကငယ်စဉ်တည်းကခြေစွမ်းကောင်းတွေပြခဲ့ပြီးတော့သူအခုလိုဖြစ်နေတာနဲ့ပတ်သက်ပြီးသူငယ်စဉ်ကကစားခဲ့တဲ့ MK Don အသင်းရဲ့ဝန်ထမ်းတဦးကကျွန်တော်တကယ်မယုံနိုင်ဘူးဒါကအလီအစ်စ်မဟုတ်ဘူးသူကဒီလောက်ကြိုးစားတဲ့သူပါသူဘလောက်ကြိုးစားခဲ့လဲဆိုတာအသင်းကသူတွေအကုန်သိပါတယ်လေ့ကျင့်ရေးကွင်းမှာပြင်းပြင်းထန်ထန်ကစားတဲ့သူပါအလီကိုရိုင်းကလည်းကျွန်တော် MK Don's လို့တတိယနိုင်ငံကလပ်တွေကနေစပါလို့အသင်းကိုရောက်ဖို့ကျွန်တော်အရန်စူးစမ်းခဲ့ရပါတယ်လို့ပြောခဲ့ပါတယ် အလီကစပါအသင်းနဲ့အတူထွန်းတောက်လာတဲ့လူငယ်ကစားသမားတဦးဖြစ်ပြီးဘောလုံးအထိမ့်သိမ်းကောင်းမွန်ပြီးတော့ပြိုင်ဘက်ခံစစ်မှုတွေကိုလှည့်စားနိုင်တဲ့အပြင်တိကျတဲ့ဘောလုံးပေးပို့နိုင်စွမ်းကိုသွင်းနိုင်စွမ်းရှိတဲ့အလီကအရွယ်နဲ့မလိုက်အောင်ပဲတည်ငြိမ်တဲ့ခြေစွမ်းကိုပြသခဲ့ပါတယ်။ပိုချက်တီနိုကအလီကအင်္ဂလန်နိုင်ငံလက်ရွေးစင်အသင်းအတွက်အပြေပဲလို့ပြောခဲ့ပါတယ်။ဟာရီကိန်းအယ်ရီဆန်တို့နဲ့တွေ့ဖက်ပြီးစပါတိုက်စစ်ကိုဥဆောင်ခဲ့ပြီးတော့ ချန်ပီယံလိဂ်ဝင်ဝင်ရအောင်စွမ်းဆောင်ပေးခဲ့တဲ့အပြင်2019မှာလည်းချန်ပီယံလိဂ်ဘောလူပွဲအထိရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။စပါအသင်းအတွက်ပွဲပေါင်း160ကစားပေးထားပြီးတော့ twin go 90ဂိုးဖန်နီမူ33ရင်ဒီပြုလုပ်ပေးနိုင်ခဲ့ပါတယ်။အသက်ရွယ်ငယ်သေးပေမဲ့ဒီလိုမျိုးအထင်ကြီးလောက်စရာခြေစွမ်းတွေပြသနိုင်ခဲ့ပြီး Premier League တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုရခဲ့တဲ့အထိခြေစွမ်းတွေတောက်ပခဲ့ပေမဲ့အလေးအတွက်ကံကြမ္မာဇိုးတွေရောက်ရှိလာခဲ့ပါတယ်။ ကလပ်အသင်းအတွက်သာမကနိုင်ငံအသင်းအတွက်ပါစွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့အလီကသူ့ရဲ့ဆရာအရင်ဖြစ်သူပိုချက်တီနိုအသင်းကထွက်သွားပြီးအသင်းဒီပြတဲ့မော်ရန်ဟိုရောက်လာပြီးတဲ့နောက်အသင်းမှာအလီရဲ့အခမ်းအကဏ္ဍကမေးမိန်သွားခဲ့ပါတယ်။စပါအသင်းမှာတောက်လျှောက်ခြေစွမ်းတွေပြနေတဲ့အလီကဘာကြောင့်များလူစင်းမှာခြံလက်ခံထားရတာလဲ။မော်ရန်ဟိုရဲ့ပရီးမီးယားလိဂ်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ဝက်စ်ဟမ်ကို3-2နဲ့အနိုင်ရတဲ့ပွဲစဉ်မှာအလီကိုနံပါတ်10ရိုးမှာကစားခိုင်းခဲ့ပြီး ခြေစွမ်းလဲပြနိုင်ခဲ့ပြီးဘိုးဖန်ဒီမှုတစ်ချိန်လဲရှာခဲ့ပါတယ်။နောက်ထပ်၄ဝက်တိတိအလီကိုဆက်လက်အသုံးပြုခဲ့ပြီးအလီကလည်းအကောင်းဆုံးကြိုးစားခဲ့ပါတယ်။နောက်ပိုင်းပွဲတွေမှာအလီတယောက်လူစင်းမှာမပါလာတော့ပဲအသင်းရဲ့အရန်လူစင်းမှာသာပါဝင်လာခဲ့ပါတယ်။ Yeah, Kola come I'm playing well and still improving, you know. အစောပိုင်းမှာတော့စပါတင်ပရိသတ်တွေကဒါဟာမော်ရင်ဟိုရဲ့ကစားပုံနီးစနစ်ဒါမှမဟုတ်ကစားကွက်နဲ့မကိုက်ညီလို့အလီမကစားရတာလို့ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့အလိအတွက်ကံကြမ္မာဇိုးတွေကစောင့်မျှော်နေခဲ့ပြီးကိုဗစ်ကြောင့်ရနာထားတဲ့ဘောလုံးပွဲစဉ်တွေစတင်ချိန်မှာလည်းအလိတယောက်အသင်းရဲ့လူစင်းကနေချန်လက်ချင်းခံခဲ့ရပါတယ်အလီလိုခြေစွမ်းကောင်းပြီးအသင်းကိုအကျိုးပြုတဲ့လူငယ်ကစားသမားကိုအသင်းရဲ့အရန်လူစင်းမှာတော့ထဲမထားတဲ့ကိစ္စကိုသတင်းမီဒီယာတွေအထက်မှာပြန့်နှံ့လာခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးနောက်ပိုင်း interview တွေမှာမကြာခဏမေးမြန်းခံရပါတယ်။ who always ask me မင်းငါ့ကိုမေးတယ်ဒီကစားသမားကိုဘာလို့မယူရတာလဲဒီကစားသမားဘာလို့မပါတာလဲ အခုနှစ်ပတ်လောက်ရှိပြီမင်းငါ့ကိုမမေးဘူးဘာလို့လဲဆိုတော့မင်းအဖြစ်တည်သွားလို့ဖြစ်နိုင်တယ်ငါအတင်မှာလေ့ကျင့်ရေးကွင်းနဲ့ကစားတဲ့သူနေရာရမယ်တော့တန်ဟန်ကိုအမှတ်ပေးဖလားရအောင်ကုညီဖို့လုပ်နေတာအလီကအသင်းနဲ့အံဝင်အောင်မလုပ်နိုင်ငါသူ့ကိုစောင့်မနေနိုင်ဘူးလို့ပြောတာကြောင့်အလီရဲ့အခြေအနေကမရေမရာဖြစ်လာပါတယ်ဒီလိုဖြေချချက်တွေကြောင့်ပဲအလီကစားခွင့်မရတာကလေ့ကျင့်ရေးအစီအစဉ်တွေမှာအလီမကြိုးစားတာကြောင့်လို့မီဒီယာတွေကကောက်ချက်ချခဲ့ပါတယ် Where is that? I understood already that you are a fucking lazy guy in training. I don't need more days. Lazy. But lazy pass. You know, bang! If this pass is fast and in the space, goodbye. Very important communication. နီးပြဟောင်းဖြစ်တဲ့ပိုချက်တီနိုကလည်းအလီသာမပြင်းမရီနဲ့ကြိုးစားမယ်ဆိုရင်သူကဒီထက်ပုံမြင့်တဲ့အဆင့်ကိုရောက်မှတေချာတယ်လို့အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။ဒီထက်ဆိုတာကအလီကပါတီပွဲတွေအပျော်ပါးတွေကိုနှစ်သက်သူဖြစ်ပြီးပွဲလမ်းသဖင်တွေကိုလည်းမကြာခဏတက်ရောက်လို့ရှိတော့ပါ။ဒီချက်တွေကိုသူ့ရဲ့ဆရာဟောင်းပိုချက်တီနိုကနားလဲပေးခဲ့ပေမဲ့စီကတင်းချက်တဲ့မော်ရင်ဟိုရဲ့လက်အောက်မှာတော့မျက်နှာသာပေးတာမခံရတော့ပဲအလီရဲ့အခန်းကဏ္ဍကပျောက်ကွယ်လာခဲ့ပါတယ်။ ကျွန်တော်မန်ချက်စတာမှာနေခဲ့တဲ့နှစ်နှစ်ခွဲအတွင်းစာအဲလက်ဘာဂူဆန်ကအကြံဉာဏ်တစ်ခုပဲပေးခဲ့တယ်။အဲ့ဒါကဘိုင်ဒယ်ဒယ်လီအလီဂိုဝဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုတင်ဆက်ပေးပြီးဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုလေး technical analyze ဗီဒီယိုတင်ဆက်ပေးသွားမှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ။ comment မှာ YouTube link လေးချပေးထားပါတယ်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။